ဘလုံးသမားလေးရှောက်စူပလန်းအောင်မြင်မှုအများဆုံးဘလုံးကလပ်အသင်း၅သင်းအားလုံးပဲမင်္ဂလာပါဘလုံးကလပ်အသင်းတွေအတွက်တော့စူပလန်းအောင်မြင်မှုဆိုတာတကယ်ကိုလွယ်ပြီးစီးပွားရေးရရောဂုဏ်သိက္ခာပိုင်းရပါအရေးကြီးတာဖြစ်ပါတယ်ဒီလိုစူပလန်းအောင်မြင်မှုမျိုးကိုရဖို့အတွက်ကလပ်အသင်းတွေလေးနဲ့ချိန်ပေါင်းများစွာပေးပြီးကြိုးစားကြရပါမယ်အောင်မြင်တဲ့အသင်းလည်းရှိသလိုမအောင်မြင်တဲ့အသင်းတွေလည်းရှိကြပါတယ်ဒါကြောင့်ဒီနေ့မှာတော့ဘလုံးသမားလေးရှောက်စူပလန်းအောင်မြင်မှုအများဆုံးရရှိထားတဲ့ဘလုံးကလပ်အသင်း၅သင်းကိုဖော်ပြပေးခြင်းပါတယ် နံပါတ်5လဘာဘူးတရှိပရီးမီးယားလိဂ်ချန်ပီယံလဘာဘူးအသင်းကလည်းစူပလန်အောင်မှုများစွာရရှိထားတဲ့အသင်းတွေကတသိလို့ပြောရမှာပါလဘာဘူးအသင်းတွေနဲ့ပြည်ရေးရာသီကပရီးမီးယားလိဂ်ဘလာရရှိမှုနဲ့အတူအမတ်ဘေးဘလာကိုဂျင်နစယ်တီရယူထားနိုင်ခဲ့တာပါဒါပြင်ချန်ပီယံလိဂ်စူပလန်ကြီးကိုလည်းချော့ဂျင်တီရယူထားနိုင်ခဲ့တာဖြစ်ပြီးအသင်းသမိုင်းတစ်လျှောက်စူပလန်အောင်မှုကလည်း69ဂျင်တီကိုပိုင်ဆိုင်ထားနိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်6မန်ချက်စတာယူနိုက်တက်မန်ချက်စတာယူနိုက်တက်အသင်းကတော့စူပလန်အောင်မှုကြောင်းပြောရင်ချန်ထားခဲ့လို့မရတဲ့အသင်းတွေကတသိမှာဒီဘက်နေ့တွေမှာဘလောက်ထိအသင်းရှင်တွေဆွေးနွေးနေပါသေးတယ်အချိန်ကအောင်မြင် ခဲ့တဲ့အောင်မြင်မှုတွေကိုတော့အချို့အသင်းတွေယခုချိန်ထိမကျော်ဖြတ်နိုင်သေးပါဘူး။ညနေတဲ့အသင်းတွေနဲ့အင်္ဂလန်အမပီပလာကိုဂျင်းနေစတီဇခုထားနိုင်ခဲ့တယ်လို့ချန်ပီယံလီဂ်၃ချိန်ပါဝင်ဇူပလာပေါင်း69ချိန်ထိလည်းဇခုထားနိုင်တာဖြစ်လို့ဒီစီးရဲ့နံပါတ်၄နေရာမှာရှိနေခဲ့တာဖြစ်ပါတယ်။နံပါတ်၃ဘိုင်ယန်မြူးနဲ့ဂျမနီအားကြီးကလည်းဘိုင်ယန်မြူးနဲ့အသင်းကတော့ဘွန်ဒက်လီဂါမှာတေဗကင်းအသင်းတစ်သင်းဖြစ်တယ်လို့ဥရောပမှာလည်းအောင်မြင်ဆုံးအသင်းတွေကတစ်သင်းမှာဒီဂျာဘလူးကြီးဘိုင်ယန်မြူးနဲ့အသင်းကအမပီပလာကို34ချိန်ထိသိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ဥရောပရဲ့ဂုဏ်သိက္ခာရှိဆုံးဇူပလာဖြစ်တဲ့ချန်ပီယံလီဂ်ပလာကိုလည်း၆ချိန်ထိသိမ်းပိုက်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါပြင်အခြားစုဘလောက်ပေါင်းများစွာအပါအဝင်ဘလားစုစုပေါင်း85ချိန်ကြီးလဲတိမ့်ပိုက်ထားနိုင်ခဲ့တာကြောင့်နံပါတ်3နေရာမှာယက်တီနေခဲ့တာပါ။နံပါတ်2ဘာစီလိုနာဘလုံးဘက်ရဲ့အောင်မြင်ဆုံးအသင်းလို့ပြောရင်ဒီစပိန်အရာကြီးကလပ်ဘာစီလိုနာအသင်းကမပါဖြစ်လို့ပြောရမှာပါ။ဘာစီလိုနာအသင်းကတချင်ကစုဘလောက်အောင်မြင်မှုများစွာကိုပိုင်ဆိုင်နိုင်ခဲ့သလိုယခုနောက်ပိုင်းနှစ်တွေမှာလည်းအကောင်းဆုံးလူရဲအားနဲ့တူစုဘလားတွေကိုပြန်လည်စီကောလာနိုင်ခဲ့တာပါ။လက်ရှိချိန်မှာဘာစီလိုနာအသင်းကအမဘီဘလား28ချိန်ရပါဝဲချန်ပီယံလိဘလား9ချိန်နဲ့တူစုဘလားစုစုပေါင်းအကျင်တရာတိကိုလည်းတိမ့်ပိုက်ထားနိုင်ခဲ့ပြီဖြစ်ပါတယ်။နံပါတ်1နေ ာမှာရှိနေတဲ့ဘောလုံးသမိုင်းတစ်လျှောက်ဇူလန်အောင်မြင်မှုအများဆုံးတင်ကဘယ်တင်ဖြစ်မဲ့တင်ရလဲဗျဒီတင်ကဇူလန်အောင်မြင်မှုအကျင့်တရားကျော်တီးကိုရယူနိုင်ခဲ့တာပါဒီတင်ကဘယ်တင်ဖြစ်မလဲဆိုတာကိုမမခံမသွားခဲ့ကြပါဘူး